မြန်မာနိုးဝချင်တဲ့ကိုအစစ်တဆိုင်အားပေးနားဆဲနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ချင်တဲ့လေးကနေပရလောကနဲ့ဂမိယဇလန်းကောင်းလေးတို့ကိုနှိစေရွေးချက်တက်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆဲရမယ့်ဇလန်းလေးကစိုင်းစရာဇေယနာရမညရေးသားထားတဲ့တက်ခိုင်နဲ့ဘူတေကုံငါတစီကြီးပြုံးရှင်ဇလန်းလေးကိုပရိသတ်ကြီးကနားဆဲရမှာဖြစ်ပါတယ်။အင်္ဂလိပ်အစိုးရလက်ထက်ဂျပန်နဲ့ဝင်လာလို့ အင်္ဂလိပ်တပ်တွေဆုတ်ခွာရတဲ့အချိန်မှာတော့ရှမ်းပြည်နယ်နောက်တရားမြို့စုံကဗိုလ်တပ်ကုန်းတစ်ခုမှာဆက်ခွာထွက်ပြေးလာတဲ့အင်္ဂလိပ်မျက်နှာပြူအရာရှိတွေရောက်ရှိလို့နေပါတယ်။အင်္ဂလိပ်အလိုတော်ကြီးတွေကနေရအနှက်မှာကြံ့နေသေးတော်မူအင်္ဂလိပ်မျက်နှာပြူအရာရှိတွေကိုမျက်နှာလုံးမျက်နှာရလှုပ်ချနေတဲ့သူတွေကလည်းအများသာအခုလည်းအင်္ဂလိပ်မျက်နှာပြူတွေလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးနေတဲ့ဗာကြီးမဟာမြေဝိုင်းဆက်အဖွဲ့တွေကလူရှင်တော်ပြုံးရှင်ကိုဗိုလ်တပ်ကုန်းရှိရာစီကိုဆစ်လွတ်ပြီးတော့ ကပြဖြောပြစီခဲ့ပါတယ်။ What's his name? His name is Byung Shin and he is comedian. Oh, very nice. ဘာကြီးမောင်တခင်ကြီးကဘာပြောတာလဲ။哦တခင်ကြီးကမင်းနာမည်ကိုမေးတာကွာ။မင်းဒီညကတခင်ကြီးတော်ဖြောပြကပြရမှာမင်းနဲ့နော်။မင်းအတွက်စွတ်တော်လက်တော်တွေအများကြီးအောင်ငါပြောထားသေးတယ်။တေချာကပြတော့ကြားလား။ ရခင်ကပြုံးရွှေအလုပ်လုပ်ခဲ့တဲ့မြေဝိုက်ဇက်အဖွဲပြတ်သွားတဲ့အချိန်မှာရရအလုပ်ကိုလုပ်ရင်းကမိမနဲ့တားနှယောက်ကိုအိမ်တော်ဦးစီးပြီးပြီးလောက်ကင်ကျွေးမွေးရှာလိတယ်။ရထင်းရွာတဲ့ကပြုံးရွှေဟာလူရှင်တော်တယောက်မှတိတော်မို့ရရွာပွဲတွေမှာကပြဖြုတ်ပြဖို့ငှားရကြတယ်လို့အခုလေဘူတဲကုန်းမှာရောက်နေတဲ့အင်္ဂလိပ်အရာရှိကြီးတွေကိုကပြဖြုတ်ပြဖို့ဗာကြီးမောင်ကလောအခအတပြောင်းွေတရာကျက်နဲ့ငှားရခဲ့ပါတယ်။မိမဖြစ်သူနဲ့တားနှယောက်အတွက် အလောက်စူးစမ်းနေသူဖြစ်တဲ့ပြုံးရှင်ဖို့ငွေတရားဆိုတာကနည်းတဲ့ပမာဏတော့မဟုတ်ခဲ့ဘူး။နေစီလာစီဖြစ်နေတဲ့မိမရဲ့မွေးဖွားဆေးကလည်းရှိသေးတာမို့လက်မခံချင်မဲ့လက်ခံခဲ့ရတယ်။ညအဲ့ဒီညပြုံးရှင်ရဲ့ကပြဖြိုပြမှုကိုကျင်းနဲ့အားရကြတဲ့မြင်းနှစ်ပြူအရာရှိတွေကအတပြောင်းငွေတရားချက်အပြင်စုတော်ငွေမြောင်များစွာကိုလည်းချီးမြှင့်ခဲ့လိမ့်တယ်။ဒါအောင်မကျင်းတဲ့လူကတော့ဗာကြီးမအင်္ဂလိပ်အရာရှိတွေအိပ်ပျော်နေတဲ့အခါ ။ဗာကြီးမောင်ဟာအရာရှိတဦးရဲ့အိတ်ကပ်အတွင်းထဲကနေစိန်ဆွဲသီးကိုခိုးယူလို့ပြုတ်ရှင်ရဲ့လက်အိတ်ထဲကိုထည့်လိုက်လေ။မနက်မိုးလေးလိုစိန်ဆွဲသီးပြောက်တဲ့အင်္ဂလိပ်အရာရှိကြီးကပတ်စိတ်တဲ့ရှာကြည့်လို့တော့ပြုတ်ရှင်ရဲ့လက်အိတ်ထဲမှာအပြည့်တွေ့တာမို့တခိုးလိုဆွဆဲပြီးရေရဆက်ဆက်တက်ပြစ်ခဲ့ကြလေ။အဲ့ဒီကိစ္စတွေပြီးသွားလို့နှစ်ပေါင်း20ကြာတဲ့အထိမြောက်တရားမျိုးစုံမှာရှိတဲ့ဘိုတဲကုန်းကြီးမှာလူရှင်တော်ဝတ်ဆောင်တဲ့တစီကြီးကိုတွေ့ရတတ်တယ်ဆိုတော့ ပါဇက်ရာဇဝင်တွေရှိခဲ့ပါတယ်။ဖေသိမ့်ရာဖြစ်မလားကွ။အဲ့ဒီဘူတဲ့ကူကြီးကတရေချောက်တယ်လို့ကြားဖို့တယ်နော်။ဖြစ်ပါတယ်ဖိုကလာရ။မင်းကလည်းကြံမှန်ပြီးကြောက်နေတယ်။ဒီလမ်းတွေကငါတို့ငငယ်ကလေးကတော်လာနေတဲ့လမ်းတွေပဲဟောက်။ကိုနဲ့အလောက်ကိုလောက်ကန်နေကြတဲ့ဖေသိမ့်နဲ့ဖိုကလာတို့နောက်တရားမျိုးစီကိုညအချိန်မတော်မှပြန်လာခဲ့ကြလိမ့်မယ်။သူတို့အပြန်လမ်းမှာဘူတဲ့ကူကြီးရဲ့အရှိယာဖြစ်သွားရမှာမို့ ဖိုကလာကလန့်နေခဲ့လေ။နောက်တရမြို့အဝယ်မှာထီထီကြီးရှိနေတဲ့ဘိုတဲကုံရှိရာစီကိုဖေသိန်းနဲ့ဖိုကလာတို့ဆက်ဆက်နက်နက်ရောက်လာခဲ့ကြပြီ။နောက်ကလာရတဲ့ဖိုကလာခမရီတမမနဲ့ပေါ့။ဟေးဟဲ့အောင်ဖေသိန်းငေါငေါနောက်ကဆွဲထားတယ်ကွာ။လောက်ပါအောင်ကွာ။ကေပါအောင်။အာမင်းရလေ။ဘာများလဲလို့တက်ကိုင်းနဲ့မင်းညီနဲ့ညင်းနေတာပါကွာ။တုံတုံရင်ရင်ပြောလာတဲ့ဖိုကလာရဲ့အင်းကြီးနဲ့ညင်းနေတဲ့တိပ်ပင်ကိုင်းကို ဖေသိန်းကဖြုတ်ပေးလိုက်လေကဲရပြီလာသားစို့ရှင့်နာကိုအနှင်းမြင်လောက်ရှောက်သားပြီးတဲ့အခါမှာတော့စောနာကလိုပဲထပ်ဖြစ်ပြတ်တယ်ဖေသိန်းငါအင်းကြီးတိတ်ကန်းနဲ့ညင်းပြန်ပြီထင်တယ်လောက်ပါအောင်ဟဖြုတ်ပေးပါအောင်မင်းရလဲကွာအရာရာနဲ့အကြောင်းကြောင်းကြီးပဲဘေးပဲငါဖြုတ်ဖြုတ်ဟဲ့ဖေသိန်းအဲ့ညီမဖြုတ်ပဲဘာလို့နေရတော့ညံ့ညံ့ဖြုတ်လေစကားတော့ဆုံးအောင်မပြောနိုင်ပဲ ြောင်အံ့အံ့ရက်နေတဲ့ဖေသိမ်းရဲ့အပြုတ်မှုကြောင့်ဖိုကလာအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်တွေ့လိုက်ရတာကဇဗင်ကပုတ်တိုက်လေဘင်းနေရာကနေသွေးတွေစီးကျနေတဲ့လူတယောက်အာတတေးဟဲ့ဖေသိမ်းကစ်ပြီးတော့ဟာမင်းမလာလေကွာလာအမြန်လာဖေသိမ်းနဲ့ဖိုကလာတို့နှစ်ယောက်တို့မြင်နေရတဲ့အရာကြီးရဲ့လက်ကနေလွတ်အောင်လို့ဖနှောက်နဲ့တင်မှာတတားတဲ့ကြအောင်ပြေးတော့တယ်အဲ့ဒီနေရာဆက်ပြီးတော့ ဗိုတဲကုန်းမှာမချစ်မလို့ဖြစ်နေတဲ့နာနာဘဝကြီးတကောင်ရှိနေကြောင်းသတင်းကနောက်တရားမျိုးလေးမှာအလင်းအမြန်ပဲပြန့်နှံ့သွားခဲ့ပါတော့တယ်။ဒီကိစ္စကိုကြာကြာထားလို့မကောင်းတော့ဘူး။မျိုးမိမျိုးပါတွေတက်မြင့်ပြီးမချစ်မလို့ဖြစ်နေတဲ့သစေကြီးကိုနှိမ့်ထုတ်ဖို့အားကြီးစီစဉ်ရတော့တယ်။တရတော့အထက်လန်းဆရာလိုလိုဘိန်းတော့ဆရာလိုလိုဆရာတယောက်ဘယ်ကနေဘလို့သတင်းကြားလာလဲမသိ။နောက်တရားမျိုးအစီကိုရက်ကောက်ကအုတ်ချုပ်ရုံမှုစီကိုရောက်လာပြီးဗိုတဲကုန်းကတစေကြီးကိုနှိမ့်ထုတ်ပြမှဖြစ်တဲ့အကြောင်း အဲ့ဒီအတွက်လေအဖိုးအခါထိုက်ထိုက်တက်တက်ချင်းမရမှာဖြစ်ကြောင်းပြောလေတယ်။အုတ်ချေရွေးမှုကလည်းအဲ့ဒီဘူတဲကုန်းကိစ္စနဲ့တော်တော်ကိုခေါင်းချောင်းနေပြီမို့ဘူတဲကုန်းကတစီကြီးကိုသာနှိထုတ်ပေးနိုင်ရင်ငွေ၃000တီတီချင်းမရမှာဖြစ်ကြောင်းပြောလိုက်လေတယ်။အဲ့ဒီညမှာပဲစေးစရာတာလာတို့လုပ်ငန်းစတော့တယ်။အရက်ကဂေတိုတိုနှက်ခမ်းမွေးဆဆနဲ့မို့မြင်းသူတိုင်းကတာလောက်ကိုစေးစရာလို့ပြောရင်ယုံမဲ့သူရှိမှမထင်။လက်နှစ်ဖက်မှာလည်းဗရီးတွေပတ်ထားတာများနှစ်ကုပ်သုံးကုပ် လက်ထက်မှာကဝါနို့ကိုဖြတ်ပြီးရွှေအောင်စည်းစိုးထားတဲ့တောင်ဝဲကိုဟန်ပါပါခိုင်းထားသေးတယ်။ဒီတစေရအတော့ကိုကျန်းအောင်မို့သူ့တယောက်တည်းကန်တယ်မဲဆိုပြီးဘသူ့အမအဖော်မခေါ်ခဲ့ဘူး။တစေကြီးကိုနှစ်ထုံးမဲ့ဆေးစရာတလာတို့ဘိုးတေကုံရှိဟာစီကိုရောက်လာခဲ့လို့ပြီ။ငါဆိုးထိုးတာလားကျက်လောင်းတဲ့အတန်ဆိုးကြီးနဲ့စတင်ပြီးတော့အဟိဆဲဆိုချိန်မောက်မာတော့တယ်။ဟေးဒီဘိုးတေကုံကြီးမှာရှိနေတဲ့တစေလိုလိုတရဲလိုလိုအကောင် အခွက်ချက်ချင်းငါအရှုပ်ရောက်လာခဲ့စမ်းမင်းရောက်လိုက်မင်းနေတဲ့ဟောက်ရီမြောက်ကိုမင်းနဲ့ရှုပ်မှာနော်အယုတ်တအနတ္တတွေဆဲဆုပ်ပြီးတဲ့နောက်မှာတော့ဒီဘိုတက်ကိုကြီးကိုမင်းနဲ့ရှုပ်ပြစ်မယ်ဆိုပြီးချိန်မောက်မှလေရောဒါလည်းဘိုတက်ကိုကြီးတွေကတစီကြီးရဲ့တုတ်ပြတ်မှုကိုမရခဲ့ဘူးအတန်နေပြနေအောင်အဟိပြီးတဲ့နောက်မှာတော့တာလာတယောက်စိတ်ပြက်လက်ပြက်နဲ့မြေပြုံဘုတ်ကိုဖင်တိုင်းချလိုက်ပါတော့တယ်ဟာအမလီမောလိုက်တာငါတောင်ကြာပြီး အထက်ကကောင်လဲထွက်ပြေးသွားပြီနေမှာအုတ်ချိန်မှုစီကိုငွေ3000တောင်းဖို့ပဲကျန်တော့တယ်ဆရာတနာဆရာတနာဟဲ့တောက်ပလုတ်တော့ဟာလက်လိုက်တာကွာဆေးဆရာတာလာထပ်ပြက်မဲ့အလုံးနောက်ကခေါ်လိုက်တဲ့အသက်ကြောင့်လက်မီလှဲကြည့်ပြီးတော့အသက်အားဖြင့်30ကျော်အရွယ်လူတယောက်ကိုတွေ့လိုက်ရတယ်။နေပါအောင်ကမင်းကဘေးကောက်လေဒီနေရာကိုဘာလာလောက်တာလဲကျုပ်နဲ့မင်းကပြုံးရွှင်လို့ခေါ်တယ် ီရက်ွက်တရပဲလေအခုဆရာသားလားဒီဘိုတဲကုန်းနေရတစေကြီးကိုဘလုံးနဲ့ထုတ်မလဲဆိုတာကြည်ကျင်လို့လို့လိုက်လာတာဗျအုတ်ချရေမို့ငတ်နောက်ဘသူမှမလိုက်ခဲ့ဘူးအသေးချာမှားထားနေတာပါကျုပ်ကလည်းအုတ်ချရေမို့ကိုပြုတ်ပြီးမှလိုက်လာခဲ့တာဗျလို့ပါဗျကျုပ်ဆရာသားလားရဲ့ပညာအဆန်းကိုကြည်ကျင်လာပြီอืมကျုပ်လို့ဆိုတော့လေငါပညာအဆန်းကိုပြရသေးတာပေါ့ကဲတေချာကြည့်တာဆရာသားလား ပြောရှူရဲ့အရှိမဟန်ပါပါနဲ့လက်ထက်ဟာတောင်ဝင်းကိုမြောက်ပြီးမြေကြီးပေါ်ကိုရိုက်ချလိုက်တယ်။တစ်ဆိတ်နေတဲ့ညဘက်မှာမြေကြီးကိုဒုံးနဲ့ရိုက်တဲ့အတန်ကဖြန်ငနယ်ပြန့်နှံ့သွားပြီးအိတ်တက်တက်နေတဲ့ငှက်တွေတောင်မှလက်မီပြင်းပြေးကုန်ကြတယ်။ငါပြညာအဆန်းကိုမြင်ပြီးပတ်လာဟိ။ဟင်။ဆရာတလားထင်းတလောက်လည်းမစွမ်းပါလား။ချက်ကိုကြည့်လိုက်စမ်းပါဦး။ဘာလဲ။မင်းကငါပြညာအဆောက်မယုတ်ရုတ်။ဟာ။ တရေကြီးတရေကြီးပြောကဲကဲကြပါဦးဆရာသာလာမြန်လိုက်ရတာကတော့ခေါင်းကိုဖြုတ်ပြီးလက်နဲ့ကင်ထားတဲ့ပြုံးရှင်ကိုပေါ့အဲ့ဒီမြင်ကွင်းကိုမြန်လိုက်ရတဲ့ဆရာသာလာခမရသွေးပြက်ပြီးငဲတံပေါင်းအော်လို့နေရာကနေထွက်ပြေးသွားခဲ့တယ်ဟဲ့လူခမရမဲကြောက်ကိုနှစ်ထုတ်မလို့ဆိုမယုံလေဗျာမနေဘူးလုံးဝမနေဘူးဟဲ့ဒီလိုကြောက်တော့လေကြောက်တတ်သားပဲဟာ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 ဦးရဖာရနဲ့ပြေးသွားတဲ့ဆေးစရာတာလာကိုကြည့် တစေကြီးပြုတ်ရှည်တယောက်တဟဟနဲ့သဘောတွေကျနေမှာတော့တယ်ဘယ်ဆရာတွေပဲလာလာဆေးဆရာတာလာလို့အဖြစ်မျိုးနဲ့ကျုံရပြီးပြန်ပြေးရတာမို့နောက်ဆုံးတော့ပရိတ်တရားနာဖို့ပဲစီစဉ်လိုက်ရတော့တယ်တစေပြုတ်ရှည်ကြီးကလည်းပရိတ်တရားနာခြင်းဆိုရင်ဘူတဲကုန်းနဲ့မလမကငါဇေယျဦးကြီးပါခိတ္တသွားရှောင်းနေပြီးတော့ပရိတ်တရားပြီးတဲ့အချိန်မှာပြန်လာလိမ့်ရှိတယ်ဒီလိုနဲ့ပဲဘူတဲကုန်းကတစေကြီးပြုတ်ရှည်ကိုနှိထုတ်ဖို့ရအခက်တွေ့နေခဲ့တာပေါ့ တရက်တော့ဥပရိယုတ်တီတီကြီးကြီးနဲ့စေးစရာတရားအုတ်ချုပ်ရမှုစီကိုရောက်လာပြန်တယ်။ဗျို့အေးရှင်တို့ဒါအုတ်ချုပ်ရမှုအိတ်လား။အေးကွာငါကဒီရက်ကွက်ကအုတ်ချုပ်ရမှုဆိုပါတော့မောင်ရကဘာကိစ္စရှိလို့လဲ။ဒီရက်ကွက်အစွန်ကဗိုလ်ဒီကုန်းမှာရှိတဲ့စေကြီးကိုဘလို့မှနှိထုတ်လို့မရဖြစ်နေတယ်ဆိုပြီးတော့မှတရင်ရလို့လာခဲ့တာပါ။အုတ်ချုပ်ရမှုကလည်းအရင်ဆရာတွေလိုခွေးပြွက်ပြေးပြေးရမယ့်ဆရာမျိုးအထင်နဲ့ တစိကြီးကိုသာနှိမ့်ထုတ်ပေးနိုင်ရင်ငွေသားဘယ်လောက်စုချင်းမြင့်မဲ့ဖြစ်ကြောင်ပြောတော့ဒေါသထွက်သွားတဲ့ဆေးဆရာကအော်တော့တယ်။ဘာဗျကျုပ်ကိုခမည်းတော်ဝူတဲ့ဆရာတွေလိုမျိုးအသက်ပြဆရာထိနေရလား။ကျုပ်ကစေတနာတန်တန်နဲ့ကုညီပေးမလို့လားတော့။ကျုပ်ရဲ့စေတနာကိုဆော်ကားလိုက်တာလား။အေးအဲ့လိုမဟုတ်ပါဘူးငါတူရဲ့။ဦးကြီးကမသိလို့ပြောမိတာပါ။ခွတ်လို့ပါကွာ။စိတ်ဆက်တဲ့ဆေးဆရာလူငယ်ကြောင့်အုတ်ချေယူမှုကချက်ချင်းပဲပြန်တော့မှလာရတယ်။ ဒါဆိုကြောက်ဖြစ်စင်စရာရှိတာတွေကိုဖြစ်စေရမှာမို့ဖះခန့်ကိုခဏပေးတောင်းလို့ရမလားရရပါတယ်ငါတူဦးကြည်အင်ဟာဖះခန့်ကိုကြက်တလို့တောင်းလို့ရပါတယ်ကြပါကြပါအိုးချော်ရီမူခေါ်ရနောက်ကိုလိုက်လာတဲ့လူငယ်ကဖះစီရှိရောက်တာနဲ့ဖះစင်းနုတော်ကိုဥတားလိုက်ပြီးတရားထိုင်ဖို့ပြင်လာလိမ့်တယ်ဟိုဟိုလေးဒီဟာငါတူကြီးရဲ့နာမည်ကဘယ်လိုခေါ်လဲကျောက်နာမည်ကတက်ခန့်လို့ခေါ်ပါတယ်ညမရောက်ခဲ့ကျောက်ကမန္တန်ထိုင်ရမှာမို့ ကျုပ်ကိုအနှောက်အယှက်မပေးဘဲနေလို့ရမလားဦးကြီးမရတာပေါ့ငါတို့ရဲ့တက်ရတာပေါ့ဒါဆိုဦးကြီးအောက်ကနေပဲသွားဆောင်နေမယ်နော်သူ့နာမည်ကိုတော့မှမပြောဘဲတည်နေတဲ့လူငယ်စည်းစရာကတာမန်လူမဟုတ်ဘူးဆိုတာသဘောပေါက်လိုက်တဲ့ဦးကြီးမဟာတက်ခိုင်ကိုဖျားခါမှထားခဲ့ပြီးအိမ်အောက်ကဧကန်စပွဲမှာထိုင်ဆောင်နေပါတော့တယ်ညနေဆောင်တော့တရားမှတ်လို့ပြီးသွားတဲ့တက်ခိုင်ကအိမ်အောက်ကိုဆင်းလာခဲ့ပြီးဘူတေကုံရှိရာစီကိုတိောက်တဲထွက်သွားခဲ့လေတယ် ကျုပ်ဒီညသွားမှာဘိုတေကုန်အနီးကမြင်အပ်မမြင်အပ်ဝင်နေရတတဝါတွေကိုမြေတားပို့ဖို့သွားမှာကျုပ်ရဲ့လုပ်ငန်းကိုတော့လိုက်ပြညမတိုက်ခင်ပြီးအောင်လုပ်ပေးပါမယ်ဒါဖြင့်ငါတို့ပြန်လာရင်စားဖို့အစင်သေးလောက်ထားလိုက်ရမလားကျုပ်အတွက်နဲ့အပြင်မမခတ်ပါနဲ့ကျုပ်ကဥပိုးဆောင်နာတာဆိုတော့ညစာမစားတော့ဘူးကောက်ကောင်းပါပြီငါတို့ဦးကြီးမောင်ကသူ့ကိုကြောကားမြှထွက်သွားတဲ့တက်ခိုင်ကိုနောက်ကနေငေးကြည့်နေမိတယ် ဗိုတဲကုံရှိရာစီကိုရောက်လာတဲ့တက်ခိုင်ဟာထိုင်းလို့ကောင်းမဲ့နေရာတစ်ခုကိုရွေးချယ်လိုက်ပြီးတော့စရောက်ချင်းကလေးကမြေတားတုပ်ကိုပွားများကမြေအံ့မြေအံ့ဝင်းနေရတတ်တော်တွေကိုအစစ်မပြတ်မြေတားပို့ပေးနေပါတော့တယ်။မြေတားပို့ပေးပြီးတော့တမလူခွေထိုင်ပြီးကမထန်တရားကိုမှတ်လို့မှတ်လို့မရှက်ညီတက်နေခဲ့တယ်။ရှင်းနေပေါင်းများစွာကလေးကတရှိနေခဲ့တဲ့ဗိုတဲကုံကြီးရဲ့အနီးမှာမချစ်မလို့သေးတဲ့ပုံကိုယ်တွေကတက်ခိုင်ရဲ့အပြုတ်မှုတွေကိုမနှစ်သက်တောင်မှ လာရောက်နှောက်ရှက်ကြပါလေရောတက်ခါရဲ့ရှင်နာဘူရဲကြီးကိုရေးထိုးနေအောင်ကန်လို့ပြကြတယ်ဘေးပဝေကျင်ကအပင်တွေအားလေလင်မတိုက်ပဲရေးထိုးနေတာပေါ့ဘာတွေပဲဖြစ်လာဖြစ်လာဂရုမစိုက်တဲ့တက်ခိုင်ကတော့သူ့လောက်เสียရှိတော့ကိုပဲဆက်လုပ်နေခဲ့တယ်ခဏလောက်ကြာတော့ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ့်သက်သွားခဲ့တယ်တက်ခိုင်ကတော့မလုံးမရှက်ငြိမ့်နေတော့မယ်တက်ခိုင်နဲ့မလမကန်ကမြေကြီးတွေကနေအယိုးကြောက်လို့မတက် ရုပ်ပြက်စင်းရဲတဲ့မျိုးစုံနဲ့မကောင်းဆိုးဝါးတွေကတက်ခိုင်ရှိရာစီကိုပြေးလာကုန်ကြတယ်။မျက်လုံးကိုစုံမိတ်ထားရဲ့တရားမှတ်နေတဲ့တက်ခိုင်ရဲ့မျက်နှာမှာကြောက်ရွံ့တုန်လို့ကြည့်တဆမရှိမနေခဲ့ဘူး။တက်ခိုင်ရှိရာစီကိုပြေးလာကြတဲ့နန္နာဘဝမကောင်းဆိုးဝါးတွေတက်ခိုင်ရဲ့အနာကိုရလုံလို့အချိန်ပါပဲ။ရွှေရောင်ကိုညာကြီးတစ်ချက်ပေါ်လာတာမို့အဝေးကိုလွင့်စင်ပြီးပြက်ခွေကုန်ကြပါတော့တယ်။အဲ့ဒီအဖြစ်အပျက်တွေကိုအဆအဆုံးမြင်လိုက်ရတဲ့တစီကြီးပြုံးရှင်က တရားထိုင်နေတဲ့တက်ခိုင်ဟာအရင်ကသူတွေ့ဝူးတဲ့ဆရာတွေလိုမဟုတ်မှချက်ချင်းပဲသဘောပေါက်သွားတယ်။တစေကြီးပြုံးရှင်ကတရေ၆တွေပေါ်ကိုနင်းဖြဲ့ရင်တက်ခိုင်ရဲ့အနာကိုဖြည်းဖြည်းချင်းတိုးကပ်လာခဲ့ပါတော့တယ်။သူရဲ့လက်ကြီးကိုအကြီးကြီးဖြတ်သွားအောင်ဖန်ဆင်းပြီးတော့တက်ခိုင်ကိုအမိကဖမ်းခံလိုက်တယ်။အောက်မလေးပြပူပူလိုက်တာ။မိသားနဲ့တိုးလိုက်သလိုလက်ကိုအပူလောင်သွားတဲ့တစေကြီးပြုံးရှင်ဟာနောက်ကို ဆုတ်သွားခဲ့လေတယ်။ဒေါသဖြစ်ဖြစ်နဲ့ တက်ခါရှိရာစီကိုကြည့်လိုက်တော့တက်ခါရဲ့ဘေးမှာရှေရောင်ချက်ဝဲတက်စားအပြင်နဲ့နက်စစ်တီတော်နှစ်ပါးကိုတွေးလိုက်ရတာမို့ရှီတိုးမဲ့သူ့ရဲ့ခြေလမ်းတွေရက်တက်သွားခဲ့တယ်။ရှီကိုဆက်မတိုးရဲတော့ပဲတစီကြီးပြောရှင်ကတက်ခန့်ကိုအဝေးကနေမျက်တောင်နေကြီးတွေနဲ့ဆိုက်ကြည့်နေခဲ့တယ်။မနက်လင်းကျက်တွင်တဲ့ကြားတဲ့အချိန်မှာပဲတက်ခန့်ကတရားမှတ်တာကိုနားလိုက်ပြီးတော့မတက်ရက်လိုက်တယ်။သူ့ရဲ့အရှိမမျက်တောင်နေကြီးနဲ့ဆိုက်ကြည့်နေတဲ့ တစီကြီးပြုံးရှင်ကိုပြုံးပြလိုက်ပြီးတာနဲ့လှည့်ပြန်သွားခဲ့တယ်။တက်ခိုက်တယောက်သူ့ရဲ့နောက်ကျောစီကနေကြောချက်စရာတက်ခေါက်လိုက်တဲ့အတန်ကို ကြားလိုက်ရတယ်ဆိုပေမဲ့တောက်လို့ချေးမရှိပဲရှစ်ကိုသာဆက်လျှောက်လာခဲ့တယ်။အမလီငါတို့ကြီးပြန်လာနိုင်သေးရဲ့နော်။ဦးကြီးကစိတ်တွေပူနေတာကွာ။ကြောက်တဲ့မပူပါနဲ့။ဒါနဲ့မင်းညကြောက်ဘူးတဲ့ကိုကိုသွားနေတော့ဘာတွေများထူးခြားသေးတော့ဗျ။ ထူးကြတာမှအတော့ကိုထူးကြတာငါတူရဲ့ဘိုးတဲကိုကြီးဘက်ကနေအုံးဆိုတဲ့ပောက်ခွဲတဲ့အတန်းကြီးကြားလိုက်ရတဲ့အချိန်မှာရက်ွက်ထေးကခွေးတွေဥလိုက်တာများနားတွေကိုညှိလို့ပါကွာကောင်းပါပြီဒါဆိုကြောက်ကိုလည်းတက်စီပြီးတော့ဖះရှစ်ကိုလောက်အောင်မယ်ငါတူအတွက်လိုအပ်တာတွေအားလုံးပြင်ဆင်ထားတယ်နော်ကျေးဇူးတင်ပါတယ်ဦးကြီးရပါတယ်ကွာငါတို့ဦးကြီးတို့ရဲ့အခက်အခဲကိုဖြေရှင်းပေးတာနဲ့စရင်ဒါလေးကအသေးမွှားလေးပါ တခိုင်ကဦးကြီးမောင်ပြည့်စင်ပေးထားတဲ့အတိုင်းကိုလက်တက်စီမီတော့မနှက်စာစားပေးတာနဲ့ဖခင်စင်းနူတို့ရှေ့မှာပြန်ထားလိုက်လိမ့်တယ်။ဒီနေ့လေတနေ့ကိုဖခင်ခန်းတရမထွက်ပဲကမထမ်းမှတ်နေတဲ့တခိုင်ကိုကြည်ငါဦးကြီးမောင်တယောက်ပီတိတွေဖြစ်နေပါတော့တယ်။အော်ဒီကောက်လေးသားငါရဲ့သားလေးဖြစ်လိုက်ရင်ဘလောက်တောင်မှကောင်းလိုက်မလဲနော်။တခိုင်မကြောက်ဦးကြီးမောင်တို့ကိုတည်းတိုးရရွနေတာပေါ့။ဒီလိုနဲ့ညနေဆောင်တော့ တရားမှတ်နေတဲ့တက်ခိုင်ကအိမ်အောက်ကိုဆင်းလာခဲ့တယ်။ဟာ။ဒါငါ့တူဒီမှာထိုင်ပြီးအကျဉ်းကြီးလေးတောက်ပါအောင်။ဦးကြီးမောင်ရဲ့ဖိတ်ခေါ်မှုကိုတက်ခိုင်မင်းကြီးတော့ပဲဘေးမှာဝင်ထိုင်လိုက်လိမ့်တယ်။ဆက်စုတယ်လို့တော့မထင်ပါနဲ့ငါ့တူရ။ငါ့တူကဦးကြီးတို့အကူကြီးတောင်းထားတဲ့ကိစ္စကိုဖြေရှင်းပြီးဘယ်ဟိုသွားမယ်လို့စိတ်ကူထားလဲ။ကြုတ်သွားမယ့်နေရာအတိတ်ကြတော့မရှိဘူးဗျ။ဒီလိုပဲမြမကြီးအထက်ပိုင်းအနှံ့ပတ်သွားရင်ကစိတ်ကူပေးနေရတာပါ။ ။အော်ဒီလိုလား။ငါတို့ကြီးကိုဦးကြီးစီမှာခေါ်ထားချင်လို့မေးကြည့်တာပါကွာ။ဟာဒီလိုတော့ဘယ်ဖြစ်မှာမလဲဦးကြီးရဲ့။ကျောက်ကတနေရာထဲမှာအကြာကြီးနေရတာကိုကြိုက်တဲ့လူမျိုးမဟုတ်ဘူးဗျ။ဒါဆိုလဲဦးကြီးဆက်မပြောတော့ပါဘူးငါတို့ရ။ကျောက်ပြောစရာတခုရှိသေးတယ်။ဟင်။ဘာများလဲငါတို့ရ။အမနာနဲ့နော်ပြောတာပြောကျုပ်ပြောစရာရှိတယ်ဆိုတာကတော့တခြားတော့မဟုတ်ပါဘူးကျုပ်ကိုချင်းမြင်မယ်လို့ပြောထားတဲ့ငွေ3000ကိုသုံးပြီးတော့ ဘူတဲကုန်းမှာရှိတဲ့မချစ်မလို့သေးတဲ့ပုပ်ကိုကြီးကိုရည်စူးပြီးတော့ကုသိုလ်လုပ်ပေးပါစိတ်ချပါငါ့တူရဲ့အဲ့ဒီကိစ္စအတွက်တော့မပူနဲ့တောင်းပါပြီဒါဆိုလဲကျုပ်ကိုခွင့်ပြုပါအောင်တခါကဦးကြီးမငေါ်နှုတ်ဆက်ပြီးတော့သူလုံရမယ့်တာဝန်အတွက်ဘူတဲကုန်းရှိရာစီကိုထွက်သွားခဲ့လေတယ်ကြည်ရခဲ့တဲ့ဦးကြီးမကတော့တခါရဲ့နောက်ကျောကိုငင်းမောရင်ပေါ့ဒီဘူတဲကြီးအတွင်းမှာရှိတဲ့မချစ်မလို့သေးတဲ့ပုပ်ကိုငါရှင်းပါကိုထင်ပြစား ညဝင်သွားတာနဲ့ကြီးမားတဲ့ဘူဒိတ်ကြီးရဲ့အရှိမတက်ခိုင်မတ်တက်ရက်နေပြီးတော့အမေပြန်လိုက်တယ်။အမေပြန်တဲ့အဆုံးမှာတော့တောင်ရှိပစိုးကိုကြာကြာနာနာဝစ်စင်ထားတဲ့တစေကြီးပြုံးရှင်ပေါ်လာခဲ့တယ်။တင့်ကြီးရတာမသိခင်ကဇက်ဖွဲ့တွေကလူရှင်တော်ထင်မှရဲ့။တိတ်ဟုတ်တာပေါ့။ငါ့နာမည်ကပြုံးရှင်။အခုတော့တစေကြီးပြုံးရှင်ပေါ့ကွာ။ဒါဆိုလေကျုပ်ပြောတာကိုသေချာနားထောင်ပါ။မကြခင်တင့်ကိုအကျွတ်တရားနာဖို့လာခေါ်ကြလိမ့်မယ်။ အဲ့ဒီအချိန်မှာဟောကြားမဲ့တရားကိုကောင်းစာနာကြပြီးတော့ဒီဘွားထက်ပုံမကောင်းမွန်တဲ့ဘွားစီကိုသွားပါတော့ဒီဘွားမှာပျော်လို့နေတာကွာမင်းခန်းနဲ့လောက်အောင်ငါမင်းကြုံမဟုတ်ဘူးကျုပ်ဘက်ကမေတ္တာရှိထားပြီးကောင်းကောင်းပြောနေတော့မှလက်ခံလိုက်မဟုတ်ရင်တော့ကျုပ်အဆိုးမဆိုနဲ့အောင်မစေးဆောင်တွေရဲ့အစွမ်းနဲ့မတက်နေတဲ့ကောင်းကများငါလာပြီးတရားဟောနေသေးတယ်သိစမ်းကွာကဲကဲအဆက်မတည့်ကြီးမားတဲ့လောကကြီးနဲ့ တအောင်းအောင်းမြောင်ရိုက်ချလိုက်တော့အနာကဖုန်နဲ့လုံးကနေတက်လာတယ်။ဖုန်နဲ့အလုံးပြောက်ွယ်သွားတဲ့အချိန်မှာနေရာမှာရင်မြက်တိုင်းရင့်နေတဲ့တက်ခံကိုတွေ့လိုက်ရတာမို့ပြုံးရှိတယောက်တစ်ချက်တွန့်သွားတယ်။ဟင်မင်းကငါ့ရဲ့လဝါကြီးနဲ့တိတ်ချရလိုက်တာပါ။မင်းဘာမှမဖြစ်ဘူးလား။ဘာမှမဖြစ်လို့ပဲရင့်နေရလေမတွေ့ဘူးလား။ပြုံးရှင်ကနောက်ကိုဆုတ်သွားပြီးနောက်သူ့ရဲ့လက်ဘေးကိုကမ်းလို့ခေါင်းညို့ဆစ်ဖြုတ်လိုက်လေ။နောက်တော့ တက္ကံရှိရာစီကိုအာကုန်လွှဲပြီးပြစ်လိုက်တာပေါ့သူရှိရာတဲ့တဲ့ကြီးကိုလာနေတဲ့ခေါင်းပြက်ကြီးကိုခြေထောက်နဲ့ထိလို့ခြေလောက်ခတ်တလို့တော့နေပါတော့တယ်ဟေးကောင်ငါငါမူးလာပြီဟာငါခန္ဓာကိုယ်နဲ့ခေါင်းနဲ့ပြက်ဆက်ပြီမခံနိုင်တော့ဘူးအချိန်တွေကြာလာတော့ခေါင်းပြက်ကြီးကသူ့ကိုခန္ဓာနဲ့ပြက်ဆက်ပြီးဖို့တောင်းတမမှန်နဲ့ပြောလာခဲ့တယ်ဒီအတိုင်းတော့ဘယ်ရမလဲမင်းတို့တရားနာဖို့ပြောထားတယ်မှတ်လားငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ မင်းရဲ့ခန္ဓာကိုယ်နဲ့ခေါင်းကိုပြတ်ဆက်ပေးမယ်။မလုပ်ဘူးဆိုရင်တော့မင်းရဲ့ခေါင်းကိုချင်းလောက်ခတ်တယ်လို့ခတ်နေမှာပဲ။လုပ်လုပ်ပါမယ်ကွာ။မင်းပြောတဲ့အတိုင်းအကုန်လုပ်ပါမယ်။ငါရဲ့ခန္ဓာကိုယ်နဲ့ပြတ်ဆက်ပေးပါတော့တော်တော်မူးနေပြီမို့လို့ပါ။သစေးကြီးပြုတ်ရှည်ရဂရီပြီးတော့မှခေါင်းပြည့်ကြီးကိုချင်းလုံးလိုသဘောထားပြီးခတ်နေတဲ့တက်ခိုင်ကရက်လိုက်ပြီးတော့ခေါင်းနဲ့ခန္ဓာကိုယ်ကိုပြတ်ဆက်ပေးလိုက်တယ်။မင်းကအတော်ချစ်ပြင်းနေကောင်ပဲ။အာဘာဘာမူးလိုက်တာကွာ။ဟေ့ မင်းငါ့ကိုခရီးပေးပြီနော်ကိုလီကူမလုံးမမကြမ်းနဲ့အေးအေးပါကွာငါမင်းကိုခရီးပေးထားတဲ့အတိုင်းလုံးပါပါဒါဆိုလဲပြီးရပဲငါသွားပြီတစေကြီးပြုတ်ရွှေကတက်ခါရဲ့စကားအတိုင်းအကုန်လုံးပါမယ်လို့ခရီးပေးလာတော့မို့တက်ခါလဲဘိုတဲ့ကုန်းကြီးရှိတဲ့နေရာကနေလှည့်ပြန်သွားခဲ့တယ်တက်ခါဘယ်သွားမလို့လဲငါတော့မင်းကိုအခုမင်းရှိနေတဲ့နောက်တရားမျိုးလေးမှာဆက်ပြီးရှိနေချင်သေးတယ်မြမပြေအထက်ပိုင်းတစ်ခွေလုံးမှာ ငါတို့ကားရဲ့ခုံကိုအများတရာဖော်ပြလိုက်စကွာဒီအတန်ကဘသူအတန်လဲဆိုတာတက်ခံရဲ့စိတ်ထဲကနေသိနေခဲ့လိတယ်။သွားပေါ်ရုံတစ်ချက်ပြုံးပြီးတော့သူ့ရဲ့ခြေလမ်းတွေကိုဦးကြီးမောင်ရဲ့အိမ်ရှိရာစီကိုသာတင်လဲဥတည်လိုက်ပါတော့တယ်။အဲ့ဒီအတန်ကဘသူလဲဆိုတာနားစင်သူပရိသတ်တို့လည်းသိကြမယ်ထင်ပါတယ်။ပရိသတ်များရှေ့တက်ခံနဲ့ဘိုတေကုန်းကတစီကြီးပြုံးရှည်ဇလန်းလေးရတော့ဒီလောက်ပါပဲနော်။ နားစိန်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလိုစာရေးဆရာဇေယနာရမညောက်လေကျေးဇူးထူးပဲတည်ရှိပါရဲ့ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်